ျွန်တော်ရဲ့ခွေးအန်နာထိမ့်မယ် YouTube channel ကိုအားပေးစမြော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့ကမ္ဘာအရေးကြီးဆုံးရေလမ်းကြောင်းများထဲမှာတစ်ခုအပါဝင်ဖြစ်ပြီးတော့ဥရောပနဲ့အာရှဒေသကိုဆက်သွယ်ထားတဲ့စူးအတ်တူးမြောင်အကြောင်းကို ပြောပြပေးမှာပဲဖြစ်ပါတယ်ဒီတူးမြောင်ကြီးကို ဘယ်လိုဆောက်လုပ်ထားလဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ထင်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျ။ဒီဆူရတူမြောင်းကတော့အီဂျစ်နိုင်ငံရဲ့အရှေ့မြောက်ဘက်မှာတည်ရှိပြီးတော့မြေထဲပင်လယ်နဲ့ပင်လယ်နီးကြားမှာရှိတဲ့ဆူအပ်ပင်လယ်ခွေးကိုဆက်သွယ်ထားတဲ့တူမြောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဆူအပ်တူမြောင်းကတော့ကမ္ဘာအရေးကြီးဆုံးရေလမ်းကြောင်းများထဲမှာတစ်ခုပါဝင်ဖြစ်ပြီးတော့ ဥရောပနဲ့အာရှဒေသကိုဆက်သွယ်ထားတဲ့တူမြောင်တစ်ခုပဲဖြစ်ပါတယ်။မြေထဲပင်လယ်နဲ့စူးဝက်ပင်လယ်ကိုရေမျက်နှာပြင်ကတော့တူညီတာကြောင့်စူးဝက်တူမြောင်မှာတော့ရေတကားမရှိပါဘူးဗျ။အရှေ120တမိုင်ရှိပြီးတော့အ ਨੇ ဆုံးအကျယ်ကတော့169ပေခန့်ရှိကယေစု16မီတာရှိတဲ့သင်္ဘောများတန်ချိန်သသိန်းခွဲရှိတဲ့သင်္ဘောများဖြတ်သန်းနိုင်တဲ့တူးမြောင်းဝဲဖြစ်ပါတယ်ဒီတူးမြောင်းဖြတ်ရလမ်းတစ်လျှောက်မှာတော့ မက်ဆီလက်ထင်ဆက်တဲ့ဗီတာမင်ရှိတဲ့ရေကန်သုံးကန်ကိုဖျက်ကျော်သွားပါတယ်တူမြောင်အချို့နေရာများကတလန်းသွားဖြစ်ပြီးတော့နှစ်လန်းသွားနိုင်တဲ့နေရာများလဲရေကန်များကြားမှာအများအပြားရှိလို့နေပါတယ်ဒီဆူရဲ့တူမြောင်ဖြစ်ပေါ်လာပုံကတော့ BC 73ရာစုအချိန်ရှေးခေတ်အေဂျစ်ဘရင်တစ်ပါးဖြစ်တဲ့ရန်စီ2လက်ထက်မှာစ၍နိုင်မြရဲ့မြဝကျွန်းပေါ်နေရာနဲ့ ပင်လယ်နီအကြာသွာလာနိုင်တဲ့တူးမြောင်းငယ်ရှိခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာတော့တချို့ဘယင်များမှထိမ့်သိမ်းခဲ့ကြပြီးတော့တချို့ဘယင်တွေကတော့ဂယုမဆိုင်ပဲထားခဲ့ကြရမှာ AD 800ဆိုအရောက်မှာတော့အသုံးပြုရမရတော့ပဲတိန်ကောပြောက်ွယ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တူးမြောင်းကိုပြင်သစ်အင်ဂျင်နီယာများမှ1856ခုနှစ်ဧပြီလမှာစတင်တည်ဆောက်ခဲ့ပြီး 1869နိုဝင်ဘာလမှာရေလန်းခရီးအတွက်ဖွင့်လှစ်ပေးခဲ့တယ်လို့ဆိုပါတယ်။ထိုအချိန်ကတူးမြောင်းဆောင်လျှောက်သည့်ကုမ္ပဏီကထူထောင်ကတူးဖော်ခဲ့ကြပြီးတော့ကုမ္ပဏီအနေဖြင့်69နှစ်ကြာလောက်ကန်ခွင့်ရရှိက နောက်ပိုင်းတူးမြောင်းကိုအီချေအစိုးရအားပြန်ပေးရန်သဘောတူခဲ့ကြပါတယ်။ထိုအချိန်က အမေရိကန်ဒေါ်လာတန်းတရာကျော်ကုန်ကျခဲ့ပြီးတော့ နောက်ပိုင်းရေလန်းခရီးပုံမှုကောင်းမွန်အောင် ပြင်ဆင်နိုင်ခဲ့ကြပါတယ်။တူမြောင်ဖွင့်လှစ်ပြီးနောက်ဤဒေသအားနိုင်ငံအများပြားမှစိတ်ဝင်စားလာကြပါတယ်။1888ခုနှစ်မှာတော့အပြည်ပြည်ဆိုင်ရာညီလာခံတရက်ကျင်းပါပြီ။နိုင်ငံအားလုံးမှမှုခင်းစစ်နဲ့မသက်ဆိုင်တဲ့သင်္ဘောများဖြတ်တန်းဝင်ပြုရန်သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။သို့တော့ဗီဒရှာအစိုးရက သူ့ရဲ့ကိုလိုနီဒေသထိန်းချုပ်ရန်နဲ့ ရေတပ်အင်အားတိုးချဲ့ရန်ရွေချက်ဖြင့်1936ခုနှစ်မှာ Anglo-Egyptian စာချုပ်ချုပ်စုကစူးအပ်တူမြောင်ထိန်းချုပ်ရန်တက်ဆွဲခွင့်ရယူခဲ့ပါတယ်1948ခုနှစ်မှာတော့အီဂျီသားမှာအစ္စရေးနိုင်ငံထူထောင်လာခဲ့ရမှာအီဂျီအစိုးရကအစ္စရေးနိုင်ငံမှာသင်္ဘောများအားတူမြောင်ဖျက်ချော်ခွင့်ကိုတားမြစ်လိုက်ပါတော့တယ်နောက်ပိုင်းမှာတော့ ။အီဂျစ်မှာတမရဂါမန်အတေနဆာအာနာရရှိလာခဲ့ရာဗီတရှအတအားလုံးအားစူးအတူမြောင်ထင်းချုပ်သည့်ဒေသမှထွက်ခွာရန်ဖီအားပေးခဲ့ပါတယ်။1956ခုနှစ်ဇူလိုင်လမှာတော့ဗီရှားတအားလုံးဆုတ်ခွာသွားခဲ့ရာအော်တိုဘာလမှာတော့အီစထရီးမှအီဂျစ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဗီတရှားနဲ့ပြင်သစ်တပ်များမှလည်းတူမြောင်အတွင်လွတ်လပ်စွာသွားလာခွင့်ရရှိရေးကိုအကြောင်းပြကား အီဂျစ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ထိုအခါမှာတော့အီဂျစ်တို့ကတူမြောင်အတွင်သင်္ဘောအစီ40ခန်းနှိမ့်မြုပ်ပြီးတူမြောင်ကိုပိတ်ဆို့လိုက်ပါတော့တယ်။ကုလသမဂ္ဂရဲ့ဂျားဝင်မှုဖြင့်နိုဝင်ဘာလမှာအစ်စထရီဗီတရှားနဲ့ပြင်သစ်တံများပြန်လည်ဆုတ်ခွာပြီးနှမြုပ်သွားတဲ့သင်္ဘောများကိုပြန်လည်ဆယ်ယူက1958ခုနှစ်မတ်လမှာတူးမြောင်းကိုပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်1962ခုနှစ်မှာတော့အေဂျီအစိုးရက တူမြောင်းကုမ္ပဏီ၏မူလရှယ်ယာရှင်များထံမှရှယ်ယာများကိုဝယ်ယူကာတူမြောင်းကို ထိန်းချုပ်ခဲ့ပါတော့တယ်1960မှ1990ခုနှစ်အတွင်းတူမြောင်းကြောင့်အီချင်းနဲ့အစ်စတရီးနှစ်နိုင်ငံအမြဲပြည်ထနာဖြစ်ပွားခဲ့ပါတယ်1968ခုနှစ်မှာအာရက်အစ်စတရီး6ရက်တာစစ်ပွဲဖြစ်ပွားပြီးနောက်တင်းမောများစွာကတူမြောင်းအတွင်းနှိမ့်မြုပ်ခဲ့ပြန်ပါတယ်တူမြောင်းကို ပြန်လည်ရှင်းလင်းမှုပြုလုပ်ကား အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးတက်ဆောင်မှုဖြင့်တူးမြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြန်ပါတယ်1989ခုနှစ်မှာအစ္စတရေးနဲ့အီဂျစ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးအီဂျစ်အစိုးရကအစ္စတရေးတို့ရဲ့စစ်နဲ့မသက်ဆိုင်တဲ့တင်မောများကိုဖျက်ဆီးခွင့်ပြုခဲ့ပါတယ်2014အချိန်မှစတင်က တူးမြောင်းအားတိုးချဲ့ကြသဖြင့်တနည်းလည်းအများဆုံးတင်မော69စီးအထိ ဖြတ်ကျော်နိုင်တဲ့ကမ္ဘာအဓိကရေချောင်းတစ်ခုဖြစ်တဲ့တူမြောင်အဖြစ်ပြောင်းလဲခဲ့ပါတော့တယ်အခုချိန်မှာတော့ကမ္ဘာသမိုင်းဝင်တူမြောင်တွေကတူမြောင်တစ်ခုဖြစ်လာခဲ့ပြီဒီဆူရဲ့တူမြောင်ကတော့ကမ္ဘာအရေးကြီးဆုံးရေချောင်းလမ်းတစ်ခုဖြစ်တယ်ဥရောပနဲ့အာရှဒေသကိုဆက်သွယ်ပြီးအရေးကြီးတဲ့တူမြောင်တစ်ခုဖြစ်လာခဲ့ပါတယ်ယနေ့မှာတော့ကမ္ဘာနဲ့ခရီးသည်တော်တော်များများကိုဆွဲဆောင်နိုင်တဲ့တူမြောင်တစ်ခုဖြစ်လာခဲ့ပြီး နေ့စဉ်နေ့တိုင်းကဘာလဲခရီးသည်များနဲ့စီကားလျက်ရှိတဲ့တူမြောင်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးလိုက်တာကတော့စစ်ပွဲတွေကြားမှာအခက်အခဲပေါင်းများစွာနဲ့တူးဖော်ခဲ့တဲ့စူးရတူမြောင်အကြောင်းပဲဖြစ်ပါတယ်မိษွေတို့အနေနဲ့လည်းဘဝုဒ္ဒရရမယ်လို့မျှော်လင့်ပါတယ်နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။ ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။